။အရှင်ဖေရအိမ်မှာအိမ်တွင်းနဲ့မရှိပဲနေလို့ရပါသလားဖေရမသိလို့ပါတဲ့။နတ်ဆိုတာကိုအရင်ပြောမယ်နော်။နတ်ဆိုတာနာထဆိုတဲ့ပါဠိကလာတယ်လို့ဝဟာရလိနထဒီပဏိကျမ်းမှာဆိုပါတယ်။နာထဆိုတဲ့အဓိပ္ပာယ်ကကိုးကွယ်ရာအာထာရာလို့အဓိပ္ပာယ်ရပါတယ်။နတ်က၃မျိုးရှိပါတယ်။နတ်၃မျိုးကဘာတွေလဲဆိုရင် တဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိသုဒ္ဓိနတ်နှစ်လက်ပြေ6ခက်နှစ်ဗြမဘုံ20၌ဖြစ်ကြသည့်ဥပပတ္တိနတ်သုံးရှင်ဘရင်မိဖုရားစတဲ့သမုဒ္ဓိနတ်တို့ပဲဖြစ်ပါတယ်ဖော်ပြပါနတ်သုံးမျိုးထဲမှာဖျားပစ္စေကဗုဒ္ဓယဟန္တာများဖြစ်ကြသည့်ဝိသုဒ္ဓိနတ်များကိုတော့ကိုယ်လဲကိုယ်ွယ်ကောင်းပါတယ်အားလဲအားထားကောင်းပါတယ် ဥပပတ္တိနတ်နဲ့သမုဒိနတ်တို့ကိုတော့မကိုးကွယ်ကောင်းပါဘူးအားထားလို့တော့ရပါတယ်အဆိုပါနတ်သုံးမျိုးထဲမှာအိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့ဥရှင်ကြီးတို့မြင်းဖြူရှင်တို့စတဲ့ပုံကိုယ်တွေမပါပါဘူးနော်ဘာကြောင့်မပါတာလဲဆိုရင်နတ်မဟုတ်လို့ပဲ ဖြစ်ပါတယ်နတ်မဟုတ်ရင်ဘာတွေလဲဝိမာနိကပြိတ္တာတွေပဲဖြစ်ပါတယ် ဝေမာနိကပြိတ္တာတွေကိုဂိုင်းစရာတချို့ကနတ်ဆိုတဲ့အမိတက်လိုက်တဲ့အခါမှာဗုဒ္ဓဘာသာဝင် တချို့ကမျက်စိလဲသွားကြတာဖြစ်ပါတယ်။ဒါကြောင့်အိမ်တွင်းနတ်တို့ကိုကြီးကျော်တို့မနှဲလေးတို့ငင်းဖြူရှင်တို့ဥရှင်ကြီးတို့စတဲ့ပုံကိုယ်တွေဟာနတ်မဟုတ်ပါဘူး။ဝေမာနိကပြိတ္တာတွေပဲဖြစ်ပါတယ်။အဲ့ဒီလိုဝေမာနိကပြိတ္တာတွေကိုအိမ်မှာထားပြီးကိုးကွယ်စရာမလိုပါဘူးเนาะ ိမ်မာထားပြီးတော့ကိုးကွယ်မယ်ဆိုရင်တရဏဂုံပြတ်တတ်ပါတယ်။ဘာကြောင့်လဲဆိုရင်သူတို့တွေမှာကိုးကွယ်ခံထိုက်တဲ့ဂုံမရှိလို့ပဲဖြစ်ပါတယ်။ဒါကြောင့်အိမ်မာထားเสียရမလိုပါဘူးเนาะ။ဒီလိုပြောလို့တချို့ကရှေးထုံးကိုပယ်တယ်ဆိုပြီးပြောကောင်းပြောကြပါလိမ့်မယ်။ရှေးထုံးဆိုတဲ့နေရာမှာကောင်းကျိုးဖြစ်တဲ့ရှေးထုံးဆိုရင်တော့မပယ်ဘဲထားရမှာဖြစ်ပါတယ်။ ကောင်းကျိုးမပေးတဲ့ရှေးထုံးဆိုရင်တော့ပယ်သိမ်းကပယ်ရမှာဖြစ်ပါတယ်เนาะအဲ့ဒါလေးကိုတော့သိထားဖို့လိုပါတယ်အရှင်ဖေရ Facebook ပေါ်မှာတင်ထားတာတွေ့လို့ပါဖေရတန်ခါတော်တွေကစေးဖို့ခြင်းစေးကုခြင်းလုပ်လို့မရဘူးဆိုတာဟုတ်ပါသလားဖေရစေးကုတာမလုပ်သင့်ဘူးလို့တော့မြင်မိပါတယ်စေးဆက်တာကဘာလို့ငရေကြည့်တာလဲဖေရတဲ့ ဆေးဆက်တာကဘာလို့ငရေကြည့်တာလဲဆိုရင်ကိုဆက်လိုက်တဲ့ဆေးကြောင့်တတဝါတွေတည်သွားမယ်ဆိုတာကဒါအပြစ်ရှိတယ်လေနော်အဲ့ဒါကြောင့်ပြောတာယဟန်တွေစေပေးစေကုလောက်တာနဲ့ပတ်သက်ပြီးတော့အာဘက်ကနှစ်မျိုးရှိတယ်ပထမအာဘက်တစ်မျိုးကယဟန်တွေကစေပေးစေကုလောက်မယ်ဆိုရင်ဒုက္ခအာဘက်တင်တယ်ဒုတိယအာဘက်တစ်ခုကစေပေးစေကုလောက်လိုက်လို့မိမိရဲ့ပယောဂကြောင့်တစ်ဖက်လူကတည်သွားမယ်သို့မဟုတ် ကိုဝန်တဲ့အမျိုးသမီးကဒီဆေးကိုတောက်လိုက်လို့ဒရေသားပြတ်သွားမယ်ဆိုရင်အဲ့ဒီဆေးပေးဆေးကုလုပ်တဲ့ဘုန်းကြီးမှာပါရာဇိကကြားတယ်နော်ဒါကဝိနည်းသဘောအရာတွေ့ပြတာဒါဆိုရင်ယဟန်တွေကလူတိုင်းဆေးမကုရဘူးလားလို့မေးစရာရှိတယ်မဟုတ်ဘူးနော်ယဟန်တွေဆေးကုလို့ရတဲ့ပုဂ္ဂိုလ်၅မျိုးရှိတယ်အဲ့ဒီပုဂ္ဂိုလ်၅မျိုးကဘယ်သူတွေလဲဆိုရင်၁အမိ၂အဖ၃ထို့မိဘ၂ပါးကိုစောင့်ရှောက်ပေးသောပုဂ္ဂိုလ် လေမိမိရဲ့ဝေယဝဆကိုလုတ်ပြီးတော့ပုဂ္ဂိုလ်ငါရှင်လောင်းလို့ပဲဖြစ်တယ်အဲ့ဒီငါဥကိုတော့စေပေးစေကုလုတ်လို့ရတယ်နော်ဖုံဖုံဖယတင်းပိုင်ကိုကွင်းဝစ်တာဟာယဟန်တန်ကာများနှင့်တင့်တော်ပါသလားဖယမသိလို့ပါဖယတဲ့လူတို့ကဲ့သို့အဝဝင်းကြီး၅မျိုးထဲမှာတတဝလိကဝင်းချုပ်၍ဝင်းကြီးဆိုတာပါတယ် နော်အဲ့ဒီလိုဂွင်းချုပ်၍ဝီနီဆိုတာပါတာကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင်လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်သွားပြီမြတ်စွာဘုရားကမဟာဝါပါဠိတော်မှာယဟန်တို့လူတို့ဝီနီတကယ်သို့မဝတ်ရလူတို့ဝီနီတကယ်သို့ဝတ်လျင်ဒုက္ခအဘတ်သိသိလို့ဝီနီသိခါဖို့ပြဋ္ဌာန်းတားမြစ်ထားပါတယ်အဲ့ဒီလိုပြဋ္ဌာန်းတားမြစ်ထားတဲ့အတွက်ကြောင့်ယဟန်တွေကတင်းပိုင်ကိုဂွင်းချုပ်ပြီးဝတ်လိုက်မယ်ဆိုရင် လူတို့ဝတ်တယ်လို့ဝတ်တာဖြစ်တဲ့အတွက်ဒုက္ခအဘတ်သင်ပါတယ်။ဒါကြောင့်မဝတ်သင်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်နော်။အရှင်ဖရယူချင်းတူပါရဲ့နဲ့တချို့ကယူအယံဆိုးတယ်တချို့ကအယံလှတယ်ဘာကြောင့်ပါလဲဖရားတဲ့ဥပရိပါဏာတပါဠိတော်ဝိပင်္ဂဝတ်သုလကံမဝိပင်္ဂသုံးမှာ သူဘလူလင်မြတ်စွာဘုရားကိုမေးလျှောက်တဲ့ပု္ပ္ပစာ14ချက်ဆိုတာရှိပါတယ်။အဲ့ဒီပု္ပ္ပစာ14ချက်ထဲမှာမြတ်စွာဘုရားလူချင်းတူပါရဲ့တချို့သော လူတွေကယုတ်ဆိုးတယ်။တချို့သောလူတွေကယုတ်ချောတယ်။ဘာကြောင့်ပါလဲမြတ်စွာဘုရားဆိုတဲ့အချက်ပါပါတယ်။အဲ့ဒီခါမှာမြတ်စွာဘုရားကချက်သားသူဘတချို့သောလူတွေယုတ်ဆိုးတယ်ဆိုတာဟာအမျက်ဒေါသအာကြီးလို့ဖြစ်တယ်။တချို့သောလူတွေယုတ်ချောတယ်ဆိုတာဟာ အမြတ်ဒေါသမရှိလို့ဖြစ်တယ်လို့ဖြေကြားတော်မူပါတယ်။မှန်ပါတယ်နော်။နေ့စဉ်အမြတ်ဒေါသအားကြီးနေတဲ့လူရဲ့မျက်နာကိုကြည့်လိုက်ပါ။အမြတ်ဒေါသရဲ့ပူလောင်မှုကြောင့်ကျိုးဆိုးအကြီးတန်နေပါတယ်။အဲ့ဒီအမြတ်ဒေါသနဲ့တည်သွားမယ်ဆိုရင်ကံကောင်းလို့နောက်ဘဝလူဖြစ်အောင်တော့ကျိုးဆိုးတဲ့သူပဲဖြစ်ပါတယ်နော်။အမြတ်ဒေါသမရှိတဲ့လူရဲ့မျက်နာကိုကြည့်လိုက်ပါ။သူ့ရဲ့မျက်နာမှာအမြတ်ဒေါသမရှိတာဖြစ်တဲ့အတွက်အကြည့်တဲ့ရှိနေတာကြောင့် ယူအစင်းလှပပါတယ်အကယ်၍ဗဂရီယုတ်ကယူအစင်းလှပတဲ့သူ မဖြစ်စေအောင်တော့သူ့ရဲ့တန်တန်မှာအမျက်ဒေါသမရှိတဲ့အတွက်အကြည်တက်ရှိနေတာကြောင့်မြင်ရတဲ့သူရဲ့စိတ်ထဲမှာချော်မော်လှပတယ်လို့ထင်ရပါတယ်အမျက်ဒေါသမရှိတဲ့ပုံကိုယ်တွေသိမဲ့ဆိုရင်နောက်ဘဝလူဖြစ်တဲ့အခါမှာချော်မော်လှပတဲ့သူဖြစ်ပါတယ်ကဲဒါဆိုရင်တချို့လူတွေကယုတ်ဆိုးပြီးတချို့လူတွေကဘာကြောင့်ယုတ်ချောရတယ်ဆိုတာကို တိလောက်ပြီးထင်ပါတယ်နော်အရှင်ဖရာမတိလို့မေးပါရစီဖရာဘုံကထိန်မှာ အကအခုံတွေနဲ့ရုပ်ပြက်စင်းပြက်လှူနေတဲ့အလှူဟာဒါနမြောက်ပါသလားဖရာတဲ့ဣတိဝုတ်ပါဠိတော်မှာဒါနမြောက်ကြောင်းအင်္ဂါ၃ချက်ကို ဖော်ပြထားတာရှိပါတယ်အဲ့ဒီအင်္ဂါ၃ချက်ကဘာတွေလဲဆိုရင် ၁။တရားတရားရှိခြင်း၂။လူပွဲဝတ္ထုရှိခြင်း၃။အလူခံပုဂ္ဂိုလ်ရှိခြင်းတို့ပဲဖြစ်ပါတယ်။အဲ့ဒီအင်္ဂါ၃ချက်နဲ့ညီမယ်ဆိုရင်ဒါနမြောက်ပါတယ်။သို့တော်လည်းပဲဖျားအစရှိတဲ့အရိယာတို့တော်ကောင်းတွေဟာစုညံခြင်းကိုမလိုလားပဲတိတ်ဆိတ်ခြင်းကိုနှက်သက်ကြတဲ့အတွက်ကြောင့်အလူဒါနပြုတဲ့အခါမှာအတန်ချက်ဆက်တွေဖွင့်ပြီးစူးစူးညံ့ညံ့တွေနဲ့လှူမယ်ဆိုရင်တော့ ဖရာအစရှိတဲ့အရိယာသူတော်ကောင်းတွေနှက်သက်တော့ဒါနဖြစ်မှာမဟုတ်ပါဘူး။ဒါကြောင့်အလှဒါနပြုတဲ့အခါမှာဖရာအစရှိတဲ့အရိယာသူတော်ကောင်းတွေနှက်သက်တော့ဒါနမျိုးကိုပြုတတ်ဖို့တော့လိုပါတယ်နော်။